အလောက်ကိုစနစ်တကျလောက်ကန်ဆောင်ရွက်နိုင်မဲ့နီလာအောင်မြင်တဲ့ကုမ္ပဏီတွေဗန်တွေစီးပွားရေးလုပ်ငန်းတွေဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ သူတို့လုပ်ငန်းကို စနစ်တကျဖြစ်အောင်စီစဉ်ဆောင်ရွက်ထားကြပါတယ်စနစ်ကျတယ်ဆိုတာစီကံတကျဖြစ်တာပါ လုပ်ငန်းခွင် စနစ်တကျရှိတဲ့လုပ်ငန်းဆိုတာ လုပ်ငန်းစဉ်တစ်ခုလုံးကို အစအလယ်အဆုံး စုံုံပြီးလုပ်ငန်းအတွင် အပြင်ကို လုပ်ငန်းအတွင်အပြင်ကို သူနေရာနဲ့သူတေချာကြနာစွာစီစဉ်ဆောင်ရွက်တာမျိုးဖြစ်ပါတယ်စနစ်တကျရှိတဲ့ဘန်လုပ်ငန်းတိုင်းဟာအောင်မြင်မှုရကြပါတယ်တင့်လုပ်ငန်းကို စနစ်ကျတဲ့လုပ်ငန်းတစ်ခုဖြစ်ခြင်းရင်လုပ်ငန်းစီမံစီမံကိန်းရေးဆွဲပါ လုပ်ငန်းခွင်တစ်ခုလုံးအတွက် ပလန်ရေးဆွဲပါ သင်အလုံးနဲ့ပတ်သက်တာမှန်သမျှအသေးစိတ်စီစဉ်ထားပါဒါမှသာ အလုံးလောက်တဲ့အခါစနစ်တကျဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လုပ်ငန်းတစ်ခုကိုစနစ်တကျလောက်ကန်ဆောင်ရွက်ဖို့ဆိုရင်သင်ကိုယ်တိုင်ကစနစ်ကျသူဖြစ်ဖို့လိုပါတယ်စနစ်တကျဆောင်ရွက်တတ်တဲ့အလေးအကျင့်ကိုသင်ရဲ့နေ့စဉ်လုပ်ငန်းဆောင်နေ့စဉ်လောက်ကန်ဆောင်ရွက်နေကြ အသေးအဖွဲအလုပ်လေးတွေကစပြီးစနစ်တကျလောက်ကန်ဆောင်ရွက်ခြင်းကနေရရှိနိုင်ပါတယ်။တင်လို့သမျှအရာတိုင်းကို စနစ်တကျလောက်တက်အောင်လေ့ကျင့်ပါ။ဥပမာမနေ့အရာထအရာတင်းတာကအစတနေ့လုံးလောက်ကန်ဆောင်ရွက်တာမှန်သမျှကို စနစ်တကျလောက်ကန်ဆောင်ရွက်ပါ။ဘာပဲလှုပ်လှုပ်စနစ်တကျလှုပ်ဆောင်တက်ခြင်းဟာတင့်ရဲ့အလုပ်အပေါ်အာယုံဆိုင်မှု ပို့ပြီးရှိနိုင်ပါတယ်ဒီလိုစနစ်တကျလုံးတက်တဲ့အလေးအကျင့်ကပုံကောကောပို့ပြီးယုံကြည်မှုရှိကြပါတယ်အဖွဲအစည်းတစ်ခုမှလည်းအလုပ်တစ်ခုကိုစနစ်တကျလုံးတဲ့အဖွဲနဲ့ပြည်ပြည်ရောလုံးတဲ့အဖွဲဇာလက်ကအရန်กว่าပါတယ်တင်ကလို့အလုပ်ကို စနစ်တကျလောက်ကန်ဆောင်ရွက်မယ်ဆိုရင်တဲ့အလုပ်မှာပို့ပြီးအောင်မြင်လာပါလိမ့်မယ် လုပ်ငန်းတိုင်းမှာကိုတင်ကိုတိုင်းမပါဝင်ပေမဲ့လုပ်ငန်းဇက်တန့်သွားမှာမဟုတ်ပါဘူးလုပ်တင်လုပ်ငန်းကပုံမှန်လဲပတ်နေပါလိမ့်မယ်စနစ်စနစ်ကျတဲ့လုပ်ငန်းတစ်ခုဈေးကွက်မှာအခြားသူတွေထက်စနစ်ကျတဲ့လုပ်ငန်းတစ်ခုဟာဈေးကွက်မှာအခြားသူတွေထက်တပန်းတာပါတယ်တင်လုပ်ငန်းစနစ်ကျတဲ့အတွက်တင်စီက ဝယ်ယူမဲ့ customer တွေကသင်ကိုပုံပြီးယုံကြည်မှုရှိကြပါလိမ့်မယ်သင်ကိုယုံကြည်သူများလာတဲ့သင်ကိုယုံကြည်သူများလာတဲ့အခါသင်ရဲ့ဝင်ငွေတွေကပုံပြီးတိုးလာပါလိမ့်မယ်ဒါကြောင့်သင်ရဲ့အလုပ်အောင်မြင်ဖို့သင်ရဲ့လူမှုဘဝအောင်မြင်ဖို့သင်ဝင်ငွေတိုးတက်ဖို့အတွက်စနစ်တကျလောက်ကန်ဆောင်ရွက်တတ်တဲ့အလေးအကျင့်ရအောင် အချက်59ကိုဒီအခန်းမှာပေါ်ပြပေးလိုက်ပါတယ်။နံပါတ်1အသေးအဖွယ်လေးတွေကအစစနစ်တကျလောက်ကင်ဆောင်ရွက်ပါအသေးအဖွယ်ကိစ္စလေးတွေကအစစနစ်တကျလောက်ကင်တတ်သူဟာစိတ်ကန့်ရှိတဲ့သူဖြစ်ပါတယ်။သင်ဘဝမှာသင်နေ့စဉ်လုပ်သမျှအရာတိုင်းကိုစနစ်တကျလုပ်တတ်အောင်လေ့ကျင့်ပါဥပမာအိမ်မှုကိစ္စလုပ်တဲ့အခါစစ်စည်းတွေကို စနစ်တကျထားခြင်းကိုသုံးမဲ့အတုံးဆောင်ပစ္စည်းတွေကို နေရာတနေရာထဲမှာစနစ်တကျထားခြင်းအရေးကြီးစာရွက်စာတမ်းတွေကိုဖိုင်နဲ့တွဲပြီးစနစ်တကျထားခြင်းတွေပုံပြုလုပ်ပါဒီလိုလှုပ်ခြင်းကစနစ်တကျထားတတ်တဲ့အလေးအကျင့်ကိုရစေပါလေဒီလိုလှုပ်ခြင်းကလိုအပ်တဲ့အချိန်မှာအလွယ်တကူရှာရလွယ်ကူပြီး အချိန်ကုန်တက်တာစေပါတယ်။သင်လိုချင်တဲ့အချိန်မှာ အလွယ်တကူအသုံးပြုလို့ရအောင်စနစ်တကျထားတတ်တဲ့အလေးအကျင့်ကိုပြုလုပ်ပါ။အသေးအဖွဲအသေးအဖွဲလေးတွေကို စနစ်တကျလောက်ကင်တတ်တဲ့အလေးအကျင့်ကြောင့်လုပ်ငန်းခွင်ဝင်တဲ့အခါကိုယ်ပိုင်အလုပ်လုပ်တဲ့အခါစနစ်ကျသူတယောက်ဖြစ်နေပါလိမ့်မယ်။နံပါတ်1သင်ရဲ့အလုပ်ကို စနစ်တကျ ဖြစ်အောင်လုပ်ပါသင်ဘာလုပ်ငန်းပဲလုပ်လို့စနစ်တကျလုပ်ပါဝန်ထမ်းဖြစ်စေကိုယ်ပိုင်လုပ်ငန်းဖြစ်စေစနစ်ကျတဲ့စနစ်တကျလုပ်တဲ့အတွက်ရေရှည်မှာသင်နဲ့သင်ရဲ့လုပ်ငန်းကိုယုံကြည်သူ ပုံများလာပါလိမ့်မယ်လုပ်ငန်းကိုယုံကြည်လေသင်ရဲ့ဝင်ဝေတိုးလေပါပဲစနစ်တကျစီစဉ်ထားတဲ့အလုပ်တစ်ခုကို လူတိုင်းကဈေးကောင်းပေးပြီး ဝယ်ကြပါလိမ့်မယ်။တင်ကဝန်တန်းဆိုရင်လဲစနစ်တကျလောက်တတ်တဲ့အကျင့်ကြောင့်ဇာတုဒိုတာလားစာဒိုတာစတဲ့အကျိုးခံစား권တွေရရှိပါလိမ့်မယ်။ဘာအလုတ်ပဲလုတ်လုတ်အရင်ဆုံးစနစ်တကျဖြစ်အောင်စီစဉ်ထားပါ။နံပါတ်3မပြည့်ပြတ်သေးတဲ့အလုတ်တွေကိုအရင်ဆုံးလက်စတတ်ပါ။တင်ကအလုတ်တစ်ခုကိုပြည့်စည်အောင်လက်စမတတ်ပဲနောက်အလုတ်တစ်ခုကို ြောင်းချွေပြီးလောက်တတ်သူဆိုရင်မအောင်မြင်နိုင်ပါဘူးလောက်လက်ဆအလုတ်ကိုပြည့်စည်တဲ့အထိလောက်လိုက်ပါလောက်လက်ဆအလုတ်မပြည့်ပြတ်သေးပဲနောက်အလုတ်တွေမရွှေ့ပြောင်းပါနဲ့အရင်ဆုံးကိုလုံးနေတဲ့အလုတ်ကိုပြည့်စည်အောင်လောက်တတ်တဲ့အလေးအကျင့်ကိုတည်ဆောက်ပါတဲ့မှာအာမပြည့်ပြတ်သေးတဲ့အလုတ်လောက်လက်ဆအလုတ်တွေရှိရင် အပိသလုံးဆောင်လိုက်ပါပေးစရာရှိတဲ့အကျွေးရှိရင်လည်းကြည်အောင်ဆက်လိုက်ပါချင်းရမဲ့ပြဿနာတွေရှိရင်လည်းပြီးအောင်ဖြေရှင်းလိုက်ပါဒါမှသာရေချိန်မှာစနစ်တကျလောက်ကန်ဆောင်ရွက်လောက်ကန်ဆောင်ရွက်နိုင်မှာဖြစ်ပါလေလောလတ်ဆအလုတ်ကိုလတ်ဆမတက်ဘူးဆိုရင်စနစ်တကျလောက်ကန်ဆောင်ရွက်တတ်သူဖြစ်လာမှာ မဟုတ်ပါဘူး နံပါတ်၄အစဉ်စရာဆွဲပြီးအစီအစဉ်အတိုင်းလောက်ကင်ပါ နေ့စဉ်လောက်ကင်ဆောင်ရွက်နေတဲ့အရာမှန်သမျှကိုအစဉ်စရာဆွဲပြီးလောက်ပါဒီလိုလောက်ချင်းကအလောက်တွေကိုပေါ်ပြီးပြင်းမြောက်စေသလို စနစ်ကျလောက်ကင်တတ်တဲ့အလေးအကျင့်ကိုလည်းရရှိစေပါတဲ့အချိန်ကို စီမံခန့်ခွဲပြီးလောက်ကင်တဲ့အတွက်အချိန်ဖြုံးရလဲမရောက်တော့ပါဘူးအချိန်ကို အကျိုးရှိစွာအသုံးချတတ်တဲ့သူဟာအရှာသူတွေထက်ပိုပြီးမြင်နိုင်ပါတယ်အရှာသူတွေထက်ပိုပြီးအောင်မြင်နိုင်ပါတယ်စနစ်ကြလောက်ကန်ဆောင်ရွက်တတ်ဖို့အရေးကြီးဆုံးကအချိန်ကို စနစ်ကြသုံးဆွဲတတ်တာပါပဲဒါကြောင့်ဒီနေ့ကစပြီးအလုပ်တွေကိုအချိန်စရာဆွဲပြီးစနစ်ကြလောက်ပါနံပါတ်5ပစ္စည်းတွေကို စနစ်ကြထားပါ တင့်ရဲ့အိမ်မှာဖြစ်စေအလောက်မှာဖြစ်စေတင်အတုံးပြုမဲ့ပစ္စည်းနဲ့အအလုံးနဲ့ပတ်သက်တဲ့ပစ္စည်းအလုံးကိုစနစ်တကျထားပါဒီလိုစနစ်တကျထားခြင်းက သင်လိုချင်တဲ့လိုအပ်တဲ့အချိန်အလွယ်တကူယူလို့ရသလိုအချိန်ကုန်တက်တာစေပါတဲ့ပစ္စည်းတွေရှားပစ္စည်းတွေရှားမရတဲ့စိတ်ဖြစ်စီမှုလည်းမရှိနိုင်တော့ပါဘူး ဘယ်နာထမမသိတဲ့အခါပစ္စည်းရှာရတာနဲ့အလုံးမပြေပဲအချိန်တွေကုန်လာတင်ကြုံဘူးပါလိမ့်မယ်ပစ္စည်းတွေကို စနစ်တကျထားခြင်းကအချိန်ကိုတန်ဖိုးထားရာကြတယ်လို့တင်ကိုတင်လဲတန်ဖိုးထားရာကြပါတယ်စနစ်တကျထားတတ်တဲ့အလုတ်ခန်းကို ကြည့်ခြင်းအဖြစ်အလုတ်အလုတ်လောက်ကင်သူဟာစနစ်တကျလောက်ကင်တတ်သူဆိုတာ ဖော်ပြပေးနေပါတယ်ဒီနေ့ကအစပြီးတင့်ရဲ့ဘဝမှာ အရာအားလုံးကို စနစ်တကျလောက်ကန်ဆောင်ရွက်ပါဒီလိုလှုပ်ရှင်းအဖြစ်သင်ဟာပို့ပြီးပို့မို့အောင်မြင်သူတယောက်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်အခုဖော်ပြသွားတဲ့နီလငါးခုကို လက်တွေ့အသုံးချမယ်ဆိုရင်သင်ဟာ လက်တွေ့စနစ်တကျလောက်ကန်တတ်သူတယောက်ဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ် ဥတည်ချက်တစ်ခုထားပြီးအောင်မြင်အောင်လုပ်ပါဘဝမှာတားကပ်ဆိုတဲ့ဥတည်ချက်မရှိရင်ခရီးသွားရင်လမ်းပြောင်းနေသူလိုဖြစ်နေပါလိမ့်မယ်ကျမတို့ခရီးတစ်ခုသွားတဲ့အခါဘယ်ခရီးကိုသွားမှလဲဘယ်နေ့ကစပြီးသွားမှလဲဘယ်မှာခရီးဆုံးမှလဲဆိုတဲ့ဥတည်ချက်ရှိရပါမယ်ဒီလိုမဟုတ်ရင်အင်ကားနေစပြီးထွက်လာကြတဲ့ကဘယ်ကိုသွားလို့ သွားရမှန်မသိပဲရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက်ဆိုပြီးဖြစ်နေပါလိမ့်မယ်အဲ့ဒီလိုသွားလို့မရပါဘူးအဲ့ဒီလိုပဲဆက်သွားနေမယ်ဆိုရင်အချိန်ကုန်လူပန်းပြေဘယ်ကိုမှ မရောက်ပဲဖြစ်နေမှာပါဒီလိုပါပဲကျမတို့ရဲ့ဘဝတွေမှာလဲကိုယ့်ရဲ့ဘဝရည်မှန်းချက်ကဘာလဲဆိုဘာလဲမသိရင် ဘဝမှာဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ့်ရဲ့စီမံချက်ပန်းတိုင်ကဘာလဲ။ကိုကဘာလိုချင်တာလဲ။ဘယ်ကိုသွားချင်တာလဲဆိုတာတိတိကျကျသိရမယ်။ကိုသွားချင်တဲ့နေရာကိုဥတီချက်သတ်မှတ်ရပါမယ်။ပြီးရင်အဲ့ဒီနေရာကိုရောက်အောင်သွားဖို့လမ်းကြောင်းရွေးရပါမယ်။ဒါကြောင့်တွင်သွားချင်တဲ့နေရာကိုရောက်ဖို့တွင်က အခုလက်ရှိဘယ်နေရာရောက်နေပြီလဲတင်သွားခြင်းတဲ့နေရာရောက်ဖို့ဘလောက်လိုသေးလဲဆိုတာစမ်းစစ်ရပါမယ်။ဘာပဲလှုပ်လှုပ်ဥတည်ချက်ထားပြီးလှုပ်ပါ ဥတည်ချက်မရှိရင်ဇွက်မပါတဲ့လေလို လွင့်ကျင်တန်းလွင့်နေပါလိမ့်မယ်။ဘဝမှာဟိုအလုပ်လဲလုပ်ဒီအလုပ်လဲလုပ်ဟိုဟာလဲဖြစ်ခြင်းဒီဟာလဲဖြစ်ခြင်းနေတဲ့ ူတွေအဲဟိုဟာလည်းဖြစ်ခြင်းဒီဟာလည်းဖြစ်ခြင်းနေတဲ့သူတွေဟာဘာမှ အလုံးမဖြစ်တလို့ဘာမှလည်းစစ်မလာကြပါဘူးဥတည်ချက်မရှိတဲ့အတွက် အချိန်တွေသာ ကုန်သွားတယ်သူတို့ဖြစ်ခြင်းတာဘာတစ်ခုမှဖြစ်မလာကြပါဘူးလုံးမယ်လို့စိတ်ပူထားတာတွေလည်းဘာတစ်ခုမှ မလုံးဖြစ်ကြပါဘူးဥတည်ချက်မရှိရင်လမ်းပြောက်နေသူလိုပါပဲဘယ်လိုအလုံးမျိုးမစော ဘယ်လိုလဲအကြောင်းအရာ ကိစ္စမစောတာကတ်ဆိုတဲ့ဥဒိချက် မရှိရင်မအောင်မြင်နိုင်ပါဘူးဒါကြောင့်မြားပစ်ချန်ပီယံတယောက်ရဲ့ကျွမ်းကျင်မှုဟာသူ့ရဲ့မြားပစ်တဲ့အကျဉ်းအရေးအတွက်များလို့မဟုတ်ပါဘူးသူပြစ်လိုက်တဲ့မြားကဘယ်လိုပြစ်ရမလဲဆိုတဲ့တာကတ်ဥဒိချက်တတ်မှတ်ပြီးပြစ်လို့ပါဥဒိချက်မတတ်မှတ်ပဲတစ်သက်လုံး ညာပြစ်နေမယ်ဆိုရင်အခုအချိန်အထိသူဟာချန်ပီယံဖြစ်လာမှာမဟုတ်ပါဘူးညာပြစ်တဲ့အခြေအရေကအဓိကမဟုတ်ပါဘူးဘာကိုပြစ်လဲဆိုတာသတ်မှတ်ထားတဲ့ဥတည်ချက်ကပဲအရေးကြီးတာပါဒီလိုပါပဲကျမတို့ရဲ့ဘဝတွေမှာလည်းအောင်မြင်မှုတွေအများကြီးပိုင်ဆိုင်ခြင်းကြပါတယ်ချမ်းသာခြင်းနဲ့ကျမ်းမာခြင်းနဲ့ထူးချွန်ခြင်းကြတယ် ဒါပေမဲ့စမ်းသာဖို့အတွက် ဥတည်ချက်မရှိဘူးကျမ်းမာဖို့အတွက်ဥတည်ချက်မရှိဘူးထူးဆန်ဖို့အတွက်ဥတည်ချက်မချမှတ်ထားဘူးဆိုရင်လေတဲ့တိုက်ဆောက်နေသလိုပဲဖြစ်နေမှာပါလေတဲ့တိုက်ဆောက်တယ်ဆိုတာက စိတ်ကူးပဲရှင်လို့လေတဲ့တိုက်ဆောက်တယ်ဆိုတာကစိတ်ကူးရင်လို့ပဲရမယ်လက်တွေ့ဆောက်လို့မရသလိုပါပဲကိုဖြစ်စင်တာအားလုံးဖြစ်ဖို့ လိုချင်တာအားလုံးရဖို့စိတ်ကူးတက်တက်ပဲမရနိုင်ပါဘူးတိကျတေချာတဲ့ဥတီချက်လမ်းကြောင်းချမှတ်ပြီးအဲ့ဒီအတိုင်း၆လမ်းရမှာဖြစ်ပါတယ်မြားရဲ့တစ်ဖက်ကို sorry မြေရဲ့တစ်ဖက်ကိုကုကတ်မဲ့တင်မော်တစီဟာ သူသွားမဲ့မြစ်လမ်းကြောင်းတစ်လျှောက်ဘဲဘဲကန်းကိုရပ်မှလဲဆွတ်တဲ့ဥတီယာလမ်းကြောင်း သေချာတတ်မှတ်မထားရဲရောက်ရှင်တဲ့ကန်းကိုမရောက်နိုင်ပါဘူးဒါကြောင့်ခရီးအစမှာကလေးကသင်းမောကိုလိုရာခရီးရောက်ဖို့ဥတီထားရပါရဲ့ဒါမှသာသွားစဉ်နဲ့ခရီးလမ်းကိုသေချာအရောက်သွားနိုင်မှာဖြစ်ပါတယ်သင်းဘဝမှာလည်းသင်ဖြစ်ရှင်တဲ့အရာအတွက်ဥတီချက်ကိုတခုတည်းသတ်မှတ်ပါ ဥတည်ချက်တွေများနေရင်မအောင်မြင်နိုင်ပါဘူးတရုတ်စကပုံရှိပါတယ်အကောင်ဆုံးမြင်းတီပင်ကုံကုံလေးနှစ်ခုမတင်နိုင်တဲ့လှုပ်ရှင်တာတစ်ခုတည်းကောပဲအာယုံဆက်ပြီးလှုပ်ဆောင်မှအောင်မြင်မှာကိုဆိုလိုတာပါဒါကြောင့်ဘဝမှာသင်လိုချင်တဲ့ပန်းတန်အတွက်ဥတည်ချက် တစ်ခုတည်းစမှတ်ပါဘယ်နေရာမှာထူးချွန်တာလဲဘယ်လောက်ချမ်းသာခြင်းတာလဲ ။ဘာအလုပ်လုပ်ပြီးအောင်မြင်ကျင်တယ်လို့ဆိုတာကိုတိတိကျကျသိထားရပါမယ်။ဒီလိုသိထားဖို့ကကိုလိုချင်တဲ့အရာအတွက်ဥတည်ချက်သတ်မှတ်ထားရမယ်။ကျမတို့ဒီနေ့က Facebook မှာကြော်ညာ post လုပ်တဲ့အခါလူအများကြီးချီရောက်ရှင်လေရောက်ရှင်လေကိုယ့်ရဲ့ကုန်ပစ္စည်းဝန်ဆောင်မှုက အောင်မြင်နိုင်စေနည်းလေပါပဲကိုကဘယ်သူတွေကို ရောင်းကျင်တာလဲဆိုတဲ့တာကတတ်မှတ်ထားမှအဲ့ဒီတာကပြည့်မီအောင်စူးစားနိုင်မှာဖြစ်ပါတယ်အများကြီးကို အာယုံစိုက်တာထက် ကိုယ့်ရဲ့ဥတီချက်ကိုပဲသင်စားဖုတ်ကအာယုံစိုက်ပြီးလှုပ်တဲ့အတွက်အောင်မြင်နိုင်ခြင်းများပါတယ်ဒါကြောင့်အောင်မြင်ခြင်းရင်ဘာကိုပဲလှုပ်လို့တာကဥတီချက်ဆက်မှတ်ပြီးလှုပ်ပါဒီတော့သင်ဘဝမှာဈေးမှန်းချက်ပန်းတိုင်း အောင်မြင်ဖို့အတွက်တာကတ်တစ်ခုတည်းစမှတ်ပြီးအောင်မြင်အောင်လှောဆောင်နိုင်ဖို့နီလန်၅ချက်ကိုဒီအခန်းမှာဖော်ပြပေးလိုက်ပါတယ်။နံပါတ်၁တိကျသေချာတဲ့ဇီမန်းချက် ပန်းတိုင်တစ်ခုတည်းစမှတ်ပါ။ဇီမန်းချက်ပန်းတိုင်အများကြီးရှိတာကောင်းပါတယ်။ဒါပေမဲ့လက်တွေ့အကောင့်ထဲဖော်တဲ့အခါကိုအမှန်တကယ်လိုချင်တဲ့ပန်းတိုင်တစ်ခုကို ပန်းတိုင်တစ်ခုကိုပဲစမှတ်ပါ ပန်းတိုင်တစ်ခုတည်းစမှတ်ထားတဲ့အတွက် ဥတည်ချက်ကလည်းတစ်ခုတည်းကိုပဲအာယုံစိုက်လာနိုင်ပါလိမ့်မယ်ဥတည်ချက်တစ်ခုတည်းကိုပဲစမှတ်ပြီးလောက်ဆောင်မယ်ဆိုရင်သင်လိုချင်တဲ့ပန်းတိုင်ကိုရရှိမှာဖြစ်ပါတယ်နံပါတ်၄ပန်းတိုင်ကို အာယုံစိုက်ပါသင်စမှတ်ထားတဲ့ပန်းတိုင်ကိုတေချာအာယုံစိုက်ပါ ပန်းတိုင်ကိုမျက်ရှိမပြတ်ပါစေနဲ့ တာကတ်ဆိုတဲ့ဥဒိကျက်သတ်မှတ်ပြီးရင်ဖိုကတ်ဆိုတဲ့အာယုံစူးဆိုင်မှုစီဘောကအရေးကြီးပါတယ်ဥဒိကျက်ကဘလောက်ကောင်းကောင်းအာယုံစူးဆိုင်မှုမရှိရင်လည်းမအောင်မြင်နိုင်ပါဘူးဒါကြောင့်ဥဒိကျက်သတ်မှတ်ပြီးရင်အာယုံစူးဆိုင်ပြီးလှုပ်ဆောင်ပါအောင်မြင်လာပါလိမ့်မယ်နံပါတ်3ဥဒိကျက်ကိုသိစားသတ်မှတ်ပါဥဒိကျက်သတ်မှတ်တဲ့အခါ ဥတ္တရာလမ်းကြောင်းကိုမှန်မှန်စစ်ဆေးပါ ဥတ္တချက်ဒေသာတတ်မှတ်ပါဥတ္တချက်တွေများနေခြင်းလဲဝေဝါးနေမှာဖြစ်ပါတယ်ရှင်းလင်းသိကြတဲ့ဥတ္တရာလမ်းကြောင်းကိုဒေသာစမှတ်ပြီးလမ်းကြောင်းအတန်းလျှောက်လန်းရင်အောင်မြင်လာပါလိမ့်မယ်နံပါတ်၄အရှားသူအရှားအရာတွေစီအာယုံပြန့်လွင့်ခြင်းမပြုတ်ပါနဲ့တဲ့ရဲ့ပန်းတိုင်အတွက်ဥတ္တချက် တ်မှတ်ပြီးရင်အဲ့ဒီဥဒိချက်မပြောက်ဖို့အတွက်တင်းရဲ့စိတ်ကိုတင်းရဲ့ပန်းတိုင်စီမှာပဲအာယုံစိုက်ထားပါအခြားအရာတွေအပေါ်အာယုံစိုက်နေမယ်ဆိုရင်ဥဒိချက်ပျောက်ပြီးပန်းတိုင်နဲ့ဝေးသွားပါလိမ့်မယ်ဒါကြောင့်တင်းရဲ့အောင်မြင်မှုအတွက်တင်းရဲ့စိတ်ကိုပန်းတိုင်ပေါ်မှာပဲဥတည်ထားပါနံပါတ်5စင်စက်မပြဒီဇိုင်းမမလှုပ်ဆောင်ပါ ဥတည်ချက်ချမှတ်ပြီးရင်ဒီဇိုင်းမမတ်လှုပ်ဆောင်ပါ အလုပ်တစ်ခုကိုပေးစာအာရုံစိုက်ပြီးဒီဇိုင်းမမတ်လှုပ်ဆောင်တတ်သူဟာ အောင်မြင်ရအောင်မြင်မှုရတာပါပဲချမှတ်ထားတဲ့ဥတည်ချက်ရောက်ဖို့အတွက်ဒီဇိုင်းမမတ်လှုပ်ဆောင်ခြင်းကအရေးကြီးပါတယ်ဒါကြောင့်တင်းရပန်းတန်အတွက်စင်စဲမပြတ်ဒီဇိုင်းမမတ်လှုပ်ဆောင်ပါဒါကြောင့်တင်းဘဝမှာဥတည်ချက်တစ်ခုတည်းချမှတ်ပြီး အောင်မြင်မှုရအောင်လှုပ်ဆောင်နိုင်ဖို့အတွက်အခုဖော်ပြသွားတဲ့အချက်၅ချက်ကို လက်တွေ့ကျင့်သုံးမယ်ဆိုရင်တင့်ရဲ့ပန်းတန်ကိုတင်အရောက်သွားနိုင်မယ်ဆိုတာယုံကြည်ပါတယ်